ခုချိန်မှာတော့ဗောနော်တကယ်ဥမာပဲအရသာရှိတဲ့ငါးချော့နဲ့လေးရပါပြီဗောနော်အလုံးမမင်္ဂလာပါရှင်ညီမတို့ဒီနေ့ငားကြော်နဲ့လေးချက်ပါမယ်ပေါ့နော်ဆိုတော့အိမ်မှာပေါ့နော်ငားသက်သာစားစင်တဲ့သူနဲ့ငချင်းစားစင်တဲ့သူနဲ့ဝေခွက်မြောက်ဖြစ်တော့ညီမနှစ်ခုလုံးပေါင်းပြီးတော့ကြော်ပြီးတစ်ခါလေးနဲ့ပြီပေါ့နော်ငားကြော်နဲ့လေးချက်ဖို့အတွက်အရသာလေးရင်ထဲပါမယ်ညီတို့ချက်ပါမုတ်လေးထည့်မယ်ပေါ့နော် စပါမော်လေးထည့်ပါမယ်။ဟင်းချုံမော်လေးထည့်ပါမယ်။ပြီးရင်ညီမစနင်းလေးထည့်မယ်ပေါ့နော်။ဒီအားလုံးကိုညီမလဲလိုက်ပါမယ်။ဟုတ်ကူလာပြီဆိုရင်တော့စီချပါမယ်။ဘာသာတလေးလေးအရင်ကြောလိုက်ပါမယ်။ ါးကြော်လေးကိုညီမတို့လှမ်းမယ်ပေါ့နော်ဒါဒါတော့ငါတတငါလေးပေါ့နော် တယ်။အဲ့ဒါကျွန်တော်ကကျွတ်ပြီးဆိုတော့ပြန်ဆင်းလိုက်ပါတော့မယ်။ကိုညီမတို့ပေါ့နော်ငါကြော်ရတဲ့စီနဲ့ပဲစက်တုံစီတက်မယ်ပေါ့နော်တော့ငါ့ကိုပြန်လက်မအောင်လို့လေနော်စက်တုံစီတက်ပါမယ်ဒီနေ့မောင်လေးမဲထဲမယ်နော် ီတန်းနံလေးမွေးလာရင်ညီမအကျန်းဖက်လေးထင်မယ်ပေါ့နော်အယောင်တင်မောကလေညီမမဝယ်လာတော့လေအခုရှိတဲ့အကျန်းဖက်လေးထည့်လိုက်မယ်အကျန်းဖက်လေးလည်းရောင်လဲလာတယ်ပိုပြီးဆက်သွားတာပေါ့နော်အကျန်းဖက်လေးထည့်တဲ့ခါကျတော့ကျန်းဖက်လေးထည့်ပါမယ်ဒီဒီလေးမွေးွားပြီဆိုရင်ဒီမှာခင်းချင်းဒီလေးထည့်မယ်ပေါ့နော်

ရှင်းချင်သေးလေးလို့အောင်ညီမရှိလေးနည်းနည်းပြနေပါတော့။အမအနက်လေးကိုတော့ရှင်းနေတဲ့လေးကိုချွေထည့်လိုက်မယ်နော်။ ဲဆိုရင်လည်းငါးလေးထည့်လိုက်ပါမယ်။ကျော်ပါလေငါးလေးထည့်လိုက်မယ်။ဒီလိုမျိုးစစ်မပြိုင်ငင်းလေးမှထည့်လိုက်မယ်ပေါ့နော်။အဲ့ဒါမှငါးလေးမှလည်းရတာလေးအနှစ်လေးတွေပေါ်မှာပေါ့နော်။ဒီတော့စစ်ပြက်လေးထည့်ထားပေးပါမယ်။တော်ငါးမျိုးပေါ့နော်။ငကြီးရယ်ငကြီးရယ်ငါသူ့တားရယ်ပေါ့နော်။ကအဲ့မှာငချင်းတိုက်တဲ့သူနဲ့ငါတို့တိုက်တဲ့သူဆိုတစ်ခါရောချဲလိုက်တော့တယ်တစ်ခါ Thank oh. you. ူချိန်မှာပေါ့နော်တကယ်မှာပဲအရသာရှိတဲ့ငါကြော့နဲ့လေးရပါပြီပေါ့နော်ဒါဆိုရင်ငါတစ်တာနဲ့ငချင်းတစ်ခုရောပြီးတော့နှတ်ထားတာပေါ့နော်ဆိုတော့ငါ့ကိုချက်တာမကြိုက်ဘဲနဲ့ကြော်တာကြိုက်တဲ့သူတွေဆိုလည်းဒီလိုမျိုးခန်းချီလေးနဲ့နှတ်စားကြည့်ပါလို့ပြောချင်ပါတယ်နော်